ဓိကတော့ညီမညီမ portfolio တော့ဗောနော portrait လေးကိုပါကို self portrait လေးရိုက်ဖို့အတွက်ရောက်နေတာပါဟုတ်အတီတကောက်ကပို့ထူးကြွားရတာကြတော့ makeup artist နဲ့လိမ့်ပြောင်းလာပုံမှန်ဆိုလို့ရှိရင်ညီမကိုဘသားကိုတယောက်တည်းလိမ့်နေကိုကတယောက်တည်းရိုက်ပြီးတော့တင်ဖြစ်တာများတယ်အခုကတော့အဲမနီကိုမနီကိုပါကြည်ကြပြီးတော့နော်လည်းနဲ့တွေ့ပြီးလုပ်ဖြစ်တဲ့ photo shoot လေးပါဟုတ် စတူဒီယိုကကျတော့ညီမတို့ production ရပါတော့ဒီ Godolis production နေပြညီမတို့ cast တွေအတွက်လိုသလိုသုံးလို့ရအောင်လို့ဒီ studio တခု season ပေးထားပါတော့အဲ့မှာပဲညီမတို့အဲဘာပဲလုပ်ရှင်လုပ်ရှင်လာလုပ်လို့ရအောင်လို့အလို season ပေးထားတာဆိုတော့အခုလဲอืมဘယ်လိုပြောမလဲဟို portrait ပုံလလလေးရိုက်ချင်တော့ studio မှာလာရိုက်တဲ့သဘောပါ studio ကတော့ပုံမှန်ဆိုညညာလေးတော့လာလာရိုက်ဖြစ်တဲ့ဒီမှာဟုတ် ကိုဗစ်ကာလမှာအလုပ်ဖြစ်ဆုံးကတပ်ပုံရိုက်တာလို့ပဲပြောမှာတပ်ပုံတွေရိုက်ဖြစ်တယ်နောက်ပြီးတော့အဲတပ်ပုံ edit လုပ်တဲ့ဟာတွေတင်ဖြစ်တယ်နောက်ပြီးတော့တစ်ခါမှတတန်းတက်ကိုမဆော့ဘူးမရိုက်ဘူးတဲ့ TikTok တွေရိုက်တယ်နောက်ကိုဗတာကိုပေါ့နော်ဟိုဘယ်လို improvement ရှိအောင်လို့အဲလေးလာဖြစ်တဲ့ဟာတွေအများကြီးတော့ရှိပါအဲ့ဒါအဲ့ဒါအဲ့ဒါလည်းရည်ရရပေါ့နော်တကယ်တော့အဲ့လို plan ကမရှိဘူးဒီတိုင်းပဲနှစ်ယောက်အလားပုံရိုက်မယ်ဆိုပြီးစီစဉ်ထားတဲ့ဟာကို photo essay လုပ်ချင်တယ်ဆိုပြီးတော့လုပ်တော့အဲအစပိုင်းက ဖြစ်တယ်လို့ပေါက်ကီရလျှောက်ရိုက်တာတွေပေါ့နော်အဲ့တော့အရင်အရင်တော့ systematic မကြောက်ဒါပေမဲ့ part 1ထွက်လာတဲ့အချိန်မှာဘယ်လိုပြောမလဲကြိုက်ကြတယ်လူ share ရတယ်လူအရင်များတယ်ဆိုတော့ okay ဆက်လုပ်မယ်ဆိုပြီး story စဉ်းစားထားအခုဆို part 4ရောက်သွားပြီပေါ့နော်နောက်ထပ် part 5ကတော့မရရသေးဘူးပေါ့စဉ်းစားကြတဲ့ story ကတော့ရှိတယ်အဲ့ဒါလည်းလာမယ်ပေါ့ tempo ရောတယ်ပုံမြင့်ထားပုံရောမြင့်ထားတာပေါ့နော်အခုအခုလောလောဆယ်အရာကတော့အဲသူ fan ကို fan နေအခြေတင်ဖြစ်နေပေါ့နော်ဆိုတော့အဲ ဟိုပြောမလဲကိုထူပိုက်စောဦးကတော့ဗျာနင်တို့ဟာနင်တို့ essay ရတဲ့ဟိုဖိုတို essay တဲ့ဟိုဘလို့ပြောမလဲတရားနဲ့တော့ဖတ်ပြီးရိုက်နေတဲ့ဟာဘလို့ဖတ်တဲ့ tutorial လို့ပြစ်နေပြီအဲ့တော့အရန်ထက်တယ်ပေါ့နော်တခါကျရှင်ပုံတွေကအကုန်လုံးလာလာတဲ့ပုံတွေများတော့တရားနဲ့တော့ဟိုဘလို့ပြောမလဲဒီပုံတွေကိုဖယ်လိုက်ရမှာနှမျောပြီးတော့တင်လိုက်အရန်များတယ်ပေါ့နော်နည်းနည်းကြည့်ကြည့်လေးလေးလေးမဖြစ်ဘူးဖြစ်နေတော့ဒါပထမဆုံး photo essay လောက်လာလည်းဖြစ်နေရောအဲ့တော့နောက်ဟာတွေကိုပို့ပြီးတော့တန်ဖိုးမြင့်အောင်တော့စဉ်းစားနေရပါဘောဟုတ် အများကြီးတော့မစဉ်းစားထားဘူးနည်းနည်းပေါ့နောက်ထပ်နှစ်ပိုင်းသုံးပိုင်းလောက်အလွန်ဆုံးပဲထွက်ဖို့စဉ်းစားထားတယ်ဟုတ် Sophia တော့ဗောနော်ဒီတိုင်းအရန်ကို plan နဲ့လို့ ော့ဖြစ်တာမျိုးရိုက်ဖြစ်တာမျိုးကြီးမရှိဘူးအဲဒီတိုင်းပဲအပျော်စော့ရင်းနဲ့ဘယ်လိုပိုးဝင်သွားတယ်ပိုးဝင်သွားပြီးတော့ဒီ TikTok စရိုက်တဲ့အချိန်မှာပေါက်တာဆိုလေအမေနဲ့ဒီမှာနေအောင်နဲ့ sorry ဟာလေးဆိုအဲ့ဒါအရင်ပေါက်တယ်နောက်ပြီးဒုတိယတစ်ခုဆိုလို့ရှင် domestic violence ကိုပြရတဲ့ဟာလေးကိုအဲ့ဒါလေးဆိုအရင်လူကြိုက်များတယ်ပေါ့ဟုတ် မလွယ်ဘူးမလွယ်ဘူးဘာလို့ second ဟုတ်တယ်အေးအေးအေးဟာဆိုအရန်ခတ်တယ်အေးဘာဘီဘာဘီ garage story ပေါ့နော်အဲ့ဒါအဲ့ဒါလုပ်တဲ့ဟာဆိုလို့ရှင်ရိုက်တာ second 50အောက်ပဲထွက်တာဒါပေမဲ့အဲ့ဒါကို transition နေနဲ့ပြီး make up နဲ့အဲ့လိုလိုမျိုးပေါ့အရန်ခတ်တယ်လေဒီဟာနဲ့နောက်တစ်ခုမှသွားပြီးတော့ဘယ်လိုမျိုး smooth transition smooth ဖြစ်ဖို့လုပ်ရဒါတော့မှအရှိပိုင်းတမှာတပိုင်းမှာနည်းနည်းထစ်သွားတာရှိတယ်ကိုယ်ကသိမကြည်နောက်ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းဟာတွေက smooth ဖြစ်တော့အဲ့ဒါတင်လိုက်တာ6နိုင်လောက်ကြာဆက်ဆရှင်တော့ဆို foundation လိမ့်ပြီးတော့နောက်နောက်တစ်ကက်ပြောင်းမှုတော့လုပ်တဲ့အချိန် မှာပြန်လိမ့်တဲ့အချိန်မှာ foundation နဲ့ချောင်းနေပို့လို့မရတော့ဘူးเนาะအဲ့လိုအကြာကြီးဖြစ်သွားတယ်ကိုကမကျွမ်းနဲ့ကျွမ်းရလည်းမကျွမ်းဘူးဆိုတော့အရင်ကြာအဲ့လိုဖြစ်သွားတယ်အပျော်ပိုင်းပဲပေါ့အတိအကတော့အပျော်ပိုင်းရဲ့နောက်တော့ဘယ်လိုပြောမလဲကိုရဲ့အဲကို skill တွေပြပါဗီဒီယို edit skill ပြတာမျိုးလို့ make up edit skill ပြတာလို့တကယ်ကို photo shoot တွေ BTS တွေမှာဘယ်လို before and after ဘယ်တော့ပုံပြင်တဲ့ဟာလေးတွေတင်ဖြစ်တာမျိုးလို့ပုံများတယ်ဟိုလိုမျိုးအရင်ဟိုအရင်တော့ 我买一 rom 试吧。<laughs> တကယ်တော့ဘောနော်အကုန်လုံးကတော့အပျော်အပျော်ကနေပြီးတော့အပျော်တန်းရိုက်ကြတာပဲဘောနော်ဒီဟိုဒါကြီးကိုပဲဘယ်လိုပြောဒါဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးရိုက်ကြတာမဟုတ်ဘူးဒါပေမဲ့ TikTok platform ကြီးကအခုက social media ခေတ်လည်းဖြစ်နေတော့သုံးတဲ့သူအရင်များတယ်သုံးတဲ့သူအရင်များတော့ဒီပြောကြည့်ရလဲပြောဖို့ကောင်းတယ်လေအဲ့တော့လူတွေပူတည်လာတယ်ပူတည်ထားမိလာတယ်အလုပ်တွေပူရလာကြတော့အဲကောင်းတာပေါ့နော်အဲ့တော့ပို့ပြီးတော့ creative ဖြစ်လာတဲ့ဟာတွေလည်းလာလာကောင်းလာနိုင်တယ်ဒီကနေမှဒီကိုယ်ရဲ့ creative ဖြစ်ထားတဲ့ဟာကိုကြည့်ပြီးတော့အလုပ်အတာမျိုးတွေလည်းရှိကြတယ်ပေါ့နော် 没有，工农干了干我这批了，是吧？你妈说刚才六块钱的哈。